အခုရက်ပိုင်းမှာအစ်စ်ထွက်ရှိထားတဲ့ Crazy Rock ဆိုတဲ့ဂိမ်းလေးအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာ Crazy Rock ဆိုတဲ့ဂိမ်းကိုဒေါင်းလုဒ်ဆွဲနေအကောင့်ဖွင့်နေ Sony ငွေထုတ်နည်းတွေကိုတခါလဲပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဂိမ်းကအရင်တုန်းကထွက်ရှိခဲ့တဲ့ Va Fight ဂိမ်းနဲ့တော်တော်များများတူပါတယ်ခင်ဗျာဒါပေမဲ့ဒီဂိမ်းရဲ့အားသာချက်ကဘာလဲဆိုတော့ငွေထုတ်ရတာလွယ်ကူတာပါပဲကျွန်တော်တို့ Va Fight ဂိမ်းကအရင်တုန်းကပေါ်ခဲ့တဲ့ Va Fight ဂိမ်းကငွေထုတ်မယ်ဆိုရင် မရှင်တွေထပ်ဝင်ရတာလေလောက်ရပါတယ်သူကတော့အဲ့လိုမျိုးလုတ်เสียမလိုပါဘူးဘတ်ဖိုက်ဂိမ်းထက်ဆော့ရတာပို့ပြီးတော့လွဲကူပါတယ်ပြီးတော့မိတ်ဆွေတို့ကျွန်တော်တခုပြောချင်တာကဒီလို ending game တွေကရေရှည်မခံပါဘူး ending game ဆိုတာဘာလဲဆိုတော့ ending game အကြောင်းကိုမပြောခင်ကျွန်တော်တို့ဒီ game တွေမှာ pm ending game ရှိတယ် ending game ရှိတယ် PM ending game ဆိုတော့ဘယ်လို game မျိုးတွေလဲဆိုတော့မိတ်ဆွေတို့တော်တော်များများသိပြီးဖြစ်မဲ့ slot game တွေ၊ငါးပြစ် game တွေ၊ကျွဲ game တွေကိုပြောတာဖြစ်ပါ เนาะအဲ့ဒီဂိမ်းမျိုးတွေကကျွန်တော်ငွေထည့်ရတယ်ဗျာပြီးတော့ကျွန်တော်တို့ဆော့လိုက်တယ်ရှင်းရင်တော့ပါသွားတာပေါ့နိုင်တယ်ဆိုရင်တော့ငွေထုတ်လို့ရတယ်ဒီလိုဂိမ်းမျိုးကိုပေးရန် MN ဂိမ်းလို့အကြံပြင်းပြောတယ်ပြီးတော့မိတ်ဆွေတို့ကျွန်တော်အကြံပြုလိုတာအဲ့လိုဂိမ်းမျိုးတွေမဆော့ပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့သူတို့ကစာပါကိုသူတို့လိုသလိုထိမ့်ချုပ်ထားတာဖြစ်တဲ့အတွက်เนาะမိတ်ဆွေတို့ ဒါရေရှည်မှာပေါ့နိုင်လဲဒါတစ်ခေါက်နှစ်ခေါက်ပဲခဏပဲเนาะရေရှည်မှာမိမိတ်ဆွေတို့အသားလေးအရင်ပါမှာဖြစ်ပါတယ်เนาะဒါဘေးရန် ending gain ကြီးဖြစ်ပါတယ်ကျွန်တော်တို့ ending gain ဆိုတာဘာလဲဆိုတော့အရင်တော့ကျွန်တော်တို့ပေါ်ခဲ့တယ် TikTok live တို့เนาะပြီးရင် Weewa Water War CD เนาะ Bad Fight Viewman အဲပြီးရင်နောက်ထပ်ဒီ Approve Bond တို့เนาะအဲ့လိုဟာမျိုးတွေ ending gain ဘာလို့ ending gain လဲဆိုတော့ကျွန်တော်ငွေထည့်စရာမလိုဘူးသူ့ထဲမှာပါတယ် daily test တွေကိုလုပ်မယ် gain ဆော့မယ် ပြီးရင်ကျွန်တော်တို့ကြော်ညာလေးတွေကြည့်မယ်ဆိုရင်ကျွန်တော်တို့ကစုချင်းငွေတွေရရှိတာဒါကို earning gain လို့ခေါ်တာအဲ့လို game မျိုးတွေကလည်းရေးရှည်မခံပါဘူးเนาะဟိုအစ်စ်ထွက်တုံးရပိုင်းတော့တွေမှာကျွန်တော်တို့ကဆော့ပေးရတာဖြစ်ပါတယ်ပြီးတော့ဒီလို game မျိုးတွေဒီလို game မျိုးဆိုတာအခုကျွန်တော်ပြောမယ်ဒီ buff fight ပေါ့เนาะအရင်တော့ဆို buff fight ပြီးတော့အခုဒီ crazy roar လို့ပါလို့ rapper လို့ပါတယ်เนาะကျွန်တော်တို့အရင်တော့ဆော့ခဲ့တယ် we war တော့ rapper မလို့ဘာဖြစ်လို့လဲဆိုတော့ तू က rapper ခေါ်ဝင်ပေးထားတယ်ဒါပေမဲ့ rapper ခေါ်မြင် account ban ခံရတယ်ဒါ we war ပေါ့ ဆိုတော့အခုဒီ crazy raw လို့ပါတော့ rapper လို့ပါတယ် rapper ဒါဆိုရင် rapper ရှာလို့ပေါ့နော်အဆင်မပြေတဲ့သူတွေဆိုရင်ရောဆော့လို့အဆင်မပြေဘူးလားဆိုတော့ rapper မခေါ်ရင်ကကျွန်တော်တို့ရပါတယ် rapper မခေါ်လဲဆော့လို့ရပါတယ် rapper ခေါ်ရင်ကြတော့သူက bonus ပို့ရတာပေါ့ဒါပဲกว่าပါတယ်เนาะအဲ့တော့ rapper မခေါ်နိုင်တဲ့သူတွေလည်းဆော့လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီ ီဒီယိုထဲမှာเนาะအကောင့်ဘယ်လိုဒေါင်းလုဒ်ဆွဲရမလဲဘယ်လိုဆော့ရမလဲငွေဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်သွားကြည့်ကြည့်လိုက်အောင်တို့ Android ဖုန်းတွေမှာဆိုရင်เนาะ Play Store ထဲဝင်လိုက်မယ်เนาะပြီးရင်အပေါ်စပါမှာ Crazy Rock ဆိုတာကိုရိုက်ရှာလိုက်မယ်เนาะဒီမှာလူရိုင်းပုံလေးနဲ့เนาะအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင် Install တင်လိုက်ပါမယ်စတော့တင်လာကျွန်တော်ခဏကြော်လိုက်ပါမယ်။ဟုတ်ဒါမျိုး complete ဖြစ်ပြီဆိုရင်တော့ place ကိုနှိပ်လိုက်မယ်เนาะဒါဆိုရင်ကျွန်တော် gain ထဲကိုရောက်သွားပါပြီအဲ့ဒီမှာကျွန်တော် Facebook နဲ့ account ချိန်ပါလား Google နဲ့ချိန်ပါလားဆိုပြီးမေးတယ်เนาะကျွန်တော် Google ကိုရေးလိုက်ပါမယ်အဲ့ဒီမှာမိမိရဲ့ကိုပိုင် Gmail တစ်ခုနဲ့ချိန်ရမယ်เนาะ ဒါကတော့ကျွန်တော်ကအကောင့်ဖွင့်ပြီးသားဖြစ်လို့ပါခင်ဗျ။เนาะဒါကျွန်တော်ရဲ့ဒီအကောင့်ဖွင့်ပြီးသားဖြစ်တဲ့အတွက် သူတခါတည်း synchronize ချိန်ပြီးတော့ဝင်သွားတာဖြစ်ပါတယ်။ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီ Play Store အရင်ဒေါင်းမယ်ဆိုရင်လေးစတူအရင်ဒေါင်းမယ်ဆိုရင်ကျွန်တော်ဒီနေရာလေးမှာเนาะဒီ invite code ဖြည့်တဲ့နေရာလေးမှာဒီနေရာလေးကို တစ်ချက်ဝင်ကြည့်ကြည့်လိုက်မယ်ဒီနေရာလေးမှာကျွန်တော်ရဲ့ ID နံပါတ်3639809639ကိုဖြည့်မယ်ဆိုရင်အဲ့ဒီမှာဒီ K 1100ရမှာဖြစ်ပါတယ်ခင်ဗျတကယ်လို့ Play Store အရင် download ဆွဲရတာအဆင်မပြေတဲ့မိတ်ဆွေတို့အတွက်ဒီ game link လေးကိုကျွန်တော် Telegram channel မှာတင်ပေးထားပါတယ်ခင်ဗျအဲ့ဒီ channel မှာဘယ်လိုသွားပြီး download ရမလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗျာ ော် Telegram ထဲကိုသွားလိုက်မယ်เนาะเนาะဒီမှာကျွန်တော်ရဲ့ Telegram channel ဖြစ်ပါတယ် Telegram channel link ကိုလည်းကျွန်တော်ကျွန်တော်ရဲ့ comment မှာကျွန်တော်ချပေးထားမှာဖြစ်ပါတယ်ခင်ဗျနော်ဒီ link ပါခင်ဗျဒီ link ပါအဲ့ဒီမှာရိုက်ရှာပြီးတော့မှဒီ channel ထဲမှာကျွန်တော်တို့ဝင်ပြီးတော့ download ရပါတယ်ခင်ဗျဒီ လင့်ရတော့ဒီလင့်ဖြစ်ပါတယ်เนาะဒီလင့်ဖြစ်ပါတယ်အဲ့ဒီမှာထောက်ပြီးတော့ကျွန်တော်ဒေါင်းလို့ရပါတယ်အဲ့ဒီကထောက်ပြီးဒေါင်းမယ်ဆိုရင်တော့တခါလဲ invite code ကတန်းဝင်သွားမှာဖြစ်ပါတယ်ခုန K 1100တန်းရမှာဖြစ်ပါတယ်တကူတကရိုက်ထည့်စရာမလိုပါဘူး Play Store ဆိုရင်တော့ရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ gain တွေကိုတစ်ချက်သွားကြည့်လိုက်မယ်เนาะဒီ gain တွေမှာကျွန်တော်တို့ gain က ဘယ်လိုဒါဆိုရင်တော့ကျွန်တော် download ဆွဲနေတဲ့ account ဖွင့်နေကိုပြောပြပြီးပြီဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော် game ကိုဘယ်လိုဆော့ရတာလဲဆိုတာကိုကျွန်တော်အကြံပြင်လေးပြပေးမှာဖြစ်ပါတယ် game ဆော့တာတော့အရင်လွယ်ပါတယ်เนาะဒီ star game ဆိုတဲ့ဒီဟိုအယောင်ခလုတ်လေးကိုကျွန်တော်နှိပ်လိုက်မယ်နော်ကျွန်တော်ဆော့ထားတာ level 31ဖြစ်နေတော့နည်းနည်း level မြင့်နေရပါတော့ level 1ဆိုရင်ပို့ပြီးတော့လွယ်ပါတယ်ဒါဆိုရင်တော့ဒီမှာ တွေ့နေရတဲ့ဒီမြောက်ဝင်းကြီးကိုကျွန်တော်ကထိအောင်ကြောက်တုံးနဲ့ထိအောင်ပြရမှာဖြစ်ပါတယ်ဟိုနောက်ကလူလေးကိုအထိမထိရဘူးပေါ့နော်အကိန်းကတော့ဒါဆိုရင်ဒါဒီဂိမ်း victory ဖြစ်သွားပြီပေါ့နော်အောင်မြင်သွားပြီဂိမ်းကတော့ပြောရရင်တော့ကလေးကလာနဲ့ခလေးကစားတဲ့ဂိမ်းခလေးကိုမှဟိုတုံတိုင်းအောင်ခလေးမဟုတ်တော်တော်ကိုခလေးကြတဲ့ခလေးပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါအဓိကကတော့သူကဒီဂိမ်းရဲ့ရွေချက်ကဘာလဲဆိုတော့ အထဲထဲမှာသူတို့ရဲ့ daily test လေးတွေလောက်ခိုင်းတယ်ကြော်ညာလေးတွေကြည့်ခိုင်းတယ်ပြီးတော့မှဒီဒင်းငါးပြားလေးတွေကိုပေးတယ်เนาะအဲ့ဒါမျိုးလေးကိုကျွန်တော်ကစုဆောင်းအောင်မှာဖြစ်ပါတယ်เนาะဂိမ်းဆော့တာတော့အဲ့လိုဆော့တာပါအဲ့လိုဆော့လိုက်ပြီးဆိုတာနဲ့ခုနကဒီ coin လေးတွေကเนาะဒီပွဲမှာရရှိတဲ့ coin လေးတွေကဒီကိုသွားပြီးတော့ပေါင်းပါတယ်အဲ့ဒီဟာကျွန်တော်တို့ဒီအရင်တော့ကဘဖိုက်ဆော့ဘူးတဲ့သူတွေဆိုရင်သိမယ်เนาะ ADN နဲ့အတူတူပါပဲเนาะဒီသစ်တာလေးကကျွန်တော်တို့ကဒီမှာအဲ့လိုမျိုးဂိမ်းတွေဆော့လိုက်ပြီးဆိုရင်ဒီမှာ ဒါလေးတွေတက်လာမယ်နော်ဒါဆိုရင်ဒီအပေါ်ဟာဆိုရင်ဒါဒီနေ့အတွက်36လောက်ပါမှာနော်ကျွန်တော်ကဒီမှာ24ပဲရှိသေးလို့အဲ့ဒါဆိုရင်36ပြည့်တာနဲ့အဲ့ဒီ8 chain normal 8 chain ကိုနှိမ့်လိုက်ရင်ဒီမှာလာပြီးတော့သူကအဆင့်တိုးပါတယ်နော်အဲ့ဒီကအဆင့်ဒီနောက်မှာ200လို့ပြထားတယ်နော်ကျွန်တော်ကဒီရှေ့မှာစက်ခွန်ပဲရှိသေးလို့200ပြည့်တာနဲ့ဒီထဲမှာရှိတဲ့ဒီအမောက်ကိုကျွန်တော်တို့ကထုတ်လို့ရမှာဖြစ်ပါတယ်ဒီ withdraw all ကိုနှိပ်ပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်အဲ့ withdraw all ကိုနှိပ်လိုက်တာ ਨੇ ဘယ်ကိုရောက်မှာလဲဆိုတော့ ကျွန်တော်တို့ဒီအပေါ်ငွေတန်းထုတ်လို့ရတဲ့နေရာကိုရောက်မှာဖြစ်ပါတယ်ဒီနေရာကကျွန်တော်ငွေတန်းထုတ်လို့ရတယ်နော်အနှိပ်ပြီးတော့ကြည်လိုက်မယ်ဒီမှာဆိုရင်ဒါကျွန်တော်ဒေါ်လာ0.15တောင်ရနေပြီဖြစ်ပါတယ်နော်အဲခုနဒီတက်တာတွေကဒီ coin တွေကအဲ့ဒီမှာသွားပေါင်းမှာဖြစ်ပါတယ်တက်တာတွေက coin တွေကအဲ့ဒီမှာသွားပေါင်းမှာဖြစ်ပါတယ်ဗျပြီးရင်ဒီတစ်ဖက်ကကျွန်တော်ဒီငွေစက်ကူအစိမ်းရောင်လေးကเนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်သူကတော့ နောက်သုံးခုပေးထားတယ်ဒီမှာ5.24ဒေါ်လာ10ဒေါ်လာပြီးရင်ဒေါ်လာ20ဆိုပြီးတော့เนาะအဲ့ဒါကျွန်တော်ဒီမှာအခုကတော့ကျွန်တော်က3.01ဒေါ်လာပဲရှိသေးလို့ပါတကယ်လို့5.24ဒေါ်လာရရင်တော့ထုတ်လို့ရပါပြီဗျဒါဆိုရင်တော့ဒါကကျွန်တော်စွန်နီးနဲ့ငွေထုံနီးလေးကိုအကြံပြင်းလေးပြောပြလိုက်ပြီးဖြစ်ပါတယ်။ပြီးတော့ဒီမှာကျွန်တော်ဒီမှာဖော်ပြထားတဲ့ဒီ skin ပေါ့ skin ဆိုတာတော့ဘာမှမဟုတ်ဘူး။အထဲထဲမှာဒီ hero လေးတွေပေါ့နော် hero လေးတွေကို ျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်ဒါပဲဒီ weapon ဆိုတော့ခုနကြောက်ခဲလားဒါဆိုရင်ဒါပစိန်ပေါ့နော်ဒါမျိုးလေးတွေချိန်လို့ရပါတယ်သူကတော့ဘာမှထွေထူးလို့အကျိုးတရားမှုတော့မရှိပါဘူးပြီးရင်ဒီနေရာတော့ invite ကုတ်ဖြည့်တဲ့နေရာပါပြီးရင်ဒီ grand prize ဆိုတဲ့နေရာနော်ဒီ grand prize ဆိုတဲ့နေရာကတော့ကျွန်တော်တို့ဘာဖိုက်ဆော့ဘူးတဲ့သူတွေဆိုရင်သိရယ်နော်ဒါကတော့ကျွန်တော်နေ့စဉ် ကျွန်တော်ဒီ daily test တွေကိုလုပ်သွားမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်ဒါ level 30အထိပြီးလို့เนาะဟိုအောက်ဆုံးမှာ तू က level 5ရောက်ရင်တစ်ခါပေးတယ် level 15ရောက်ရင်တစ်ခါပေးတယ်30ရောက်ရင်တစ်ခါပေးတယ်เนาะအဲ့လိုပဲဒီမှာ level level 60ရောက်ရင်တစ်ခါပေးမယ်60တစ်ခါပေးမယ်120တစ်ခါပေးမယ်အဲ့ဒါကြောင့်က daily test တွေလုပ်တာနဲ့ဒီမှာအကျုံးဝင်ပြီးတော့သူကဒီကငွေလေးတွေကိုထုတ်လို့ရမှာဖြစ်ပါတယ်เนาะသူကတော့တကူတကလုပ်စရာမလိုပါဘူးကျွန်တော်တို့ဒီ daily mission ဒီ mission ပေါ့เนาะဒီ layer mission ဆိုတာတော့ဒါကျွန်တော်တို့နေ့စဉ်လုပ်ရမယ်အချက်လက်လေးတွေဖြစ်ပါတယ် online တိုင်းဆိုတာဘာလဲဆိုတော့ online တိုင်းထဲမှာ online ပေါ့ဒီ game ထဲမှာပေါ့เนาะ online မိနစ်30ကြာအောင်နေပေးရမှာဖြစ်ပါတယ် เนาะဒါကကျွန်တော်ကတော့မိနစ်30ကြာသွားလို့ဒါရသွားပြီเนาะ resi ကိုနှိမ့်လိုက်ရပြီပြီးရင် invite friend ဆိုတော့ဒီနေ့အတွက်တငငချင်း9ယောက် fight လာမှာဖြစ်ပါတယ်เนาะဒါကတော့မဖြစ်မနေလောက်ရမှာတော့မဟုတ်ဘူးမလုတ်လဲအိုက်စင်ရကြော်လို့ရပါတယ်เนาะပြီးရင်ဒီအောက်မှာ complete fight time ဆိုတာကတော့အဲ့ဒီမှာเนาะကျွန်တော်တို့ဒီဘေးက2 play ကိုနှိမ့်လိုက်เนาะအဲ့ဒီမှာဟိုကြော် website ထဲကိုရောက်သွားလိုက်မယ်เนาะအဲ့ထဲမှာသွားပြီးတော့9ချိန်ပြေးအောင်ကြည့်ပေးရမယ်ပြီးရင် every ဗီဒီယိုဆိုတော့ကြော်ညာလေးတွေကြည့်ပေးရတာဖြစ်ပါတယ်ကွန်မြူလေးတစ်ဗီဒီယိုကလည်းအဲ့တိုင်းပဲဂိမ်းဆော်ရင်လည်းဂိမ်းထဲမှာပါတဲ့ကြော်ညာလေးတွေကြည့်ရတာเนาะပြီးရင်အောက်မှာပတ်တယ် level ဆိုတာကသူကတနည်းကို level 30ပြီးအောင်ဆော်ရမယ်เนาะအဲ့ဒါဆိုရင်ဒီ test လေးတွေပြီးပါပြီအဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဂိမ်းလေးကိုအကြမ်းမြင်းလေးเนาะရှင်းပြပြီးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့သိကျင်တာရှင်တော့ comment ပေါ့မှာမှန်ပြီးတော့မေးခဲ့လို့ရပါတယ်ခင်ဗျအားလုံးပဲဆင်ပြေကြပါစေ။